အာအလုံးမမင်္ဂလာပါရှင်ညီမဆိုတဲ့နောင်ဖြစ်ပါတယ်ညီမရဲ့ channel လေးကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်ညီမအတန်တူတူပြောနေတာပေါ့နော်ဒီမှာညာဘက်အချိန်ဆိုတော့အားကြောင့်မလို့ပါအဲ့တော့ဒီပုံမှန်အဖြစ်ပေါ့နော်ဒီစပကြီးနဲ့စပအောင်ခွဲတာတွေကိုဒီ တော်တော်များများကအဲအတူတူပဲလို့ထင်ကြတယ်ပေါ့နော်စပကြီးနဲ့စပုံးဆိုတာအတူတူပဲလို့ထင်ကြတယ်ဒါပေမဲ့စပကြီးနဲ့စပုံးကမတူပါဘူးစပကြီးဆိုတာကကြတော့ဒီအဲကမ္ဘာစံချိန်နေနဲ့ဆိုလို့ရှိရင်သူကအစိမ့်မရှိရမွေထဲမှာဆိုလို့ရှိရင်အရှည်ဆုံးမွေမျိုးစိတ်ဖြစ်ပါတယ်အဲ့တော့ဒီစပကြီးကဆိုလို့ရှိရင်ပေါ့နော်ဒီအရှည်ဆုံးဖြစ်တယ်ဒီတကဘာလုံးမှာပေါ့ဒါပေမဲ့ဒီစပုံးပေါ့နော်စပုံးကဆိုလို့ရှိရင်တော့ဒီညီမတို့အဲအကြီးဆုံးဖြစ်တယ်ပေါ့နော်အကြီးဆုံးဖြစ်ပေမဲ့လည်းပဲ เนาะဒီဒီဟိုညီမတို့ဒီစပန်အုံတွေ့ရတဲ့နေရာတွေမှာပဲအကြီးဆုံးဖြစ်တယ်တခြားကဘာနဲ့ရှင်ပြီးတော့အကြီးဆုံးဖြစ်တာတော့မဟုတ်ပါဘူးဒါအစိမ့်မရှိရမို့လဲမအောင်ပြောပြတာပါအဲ့တော့ဒီစပကြီးနဲ့စပုံကကျွန်တော်မျိုးစိတ်တွေလည်းမတူကြပါဘူးအဲ့တော့ညီမတို့စပကြီးနဲ့စပအုံဘလို့ခွဲလဲဆိုတော့ဒီအတိကအပြင်ပေါ့နော်ဒီခေါင်းကိုကြီးခွဲမဲ့ဆိုလို့ရှိရင်ညီမရှင်ပြထားပါဗျ။အဲ့ဒီတော့ဒီ pointer ကယူလို့မရဘူးပဲအဲ့တော့ဒီဟာမှာဆိုလို့ရှိရင်ပေါ့နော်ဒီစပကြီးမှာဆိုလို့ရှိရင်သူကခေါင်းမှာ ဒီဖြတ်သွားတဲ့အမဲစင်းတစ်စင်းပဲပါတယ်။စပအောင်မှာဆိုလို့ရှင်သူကမြားပုံစံခေါင်းပါတယ်ဗောနော်ဒီခေါင်းပေါ်မှာမြားပုံစံလေးပါတယ်။မြားပုံစံလေးပါပြီလို့ရှင်မျက်လုံးအယောင်ကလည်းအရန်ကွဲပါတယ်။စပကြီးရဲ့မျက်လုံးအယောင်ကလိမ္မော်ယောင်ဖြစ်ပါတယ်။စပအောင်ရဲ့မျက်လုံးအယောင်ကကျတော့ခဲနဲ့ယောင်မိခုယောင်ဖြစ်ပါတယ်နော်။အဲ့တော့ဒီဟာကကျတော့ဒီခေါင်းကိုကြည့်ပြီးတော့ဒီကခွဲနေဗောနော်။ပြီလို့ရှင်စပစပကြီးကကျတော့သူကအယောင်ကကျတော့လိမ္မော်ယောင်ရှိပါတယ်။ဒါပေမဲ့စပအောင်ကကျတော့ဒီအညိုယောင်ဘက်ကိုသွားပါတယ်။ပြီလို့ရှင်သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့အကွက်တွေကလည်းမတူကြ ြပါဘူးစပုံးမှာဆိုလို့ရှိရင်ဒါကွန်လေးဟိုပိုက်ကွန်လေးလေဟိုဒီလိုမျိုးငားတွေဘာတွေဖမ်းတဲ့ပိုက်ကွန်တွေမှာပါတဲ့အကွက်တွေပေါ့နော်ကွန်ရဲ့ပုံစံရှိတဲ့တစ်ခါတော့ကိုလုံးမှာဒါပေမဲ့စပကြီးမှာကျတော့သူ့ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာအဖြူကွက်ကလေးပဲရှိပါတယ်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ဒါကကြပြောရမယ်ဆိုလို့ရှိရင်ဒီထဆင်တူပုံစံပေါ့နော်အဲဒီအဲ့လိုထဆင်တူပုံစံဒီလိုအကွက်တွေပါတယ်ပေါ့နော်အဲ့လိုအကွက်တွေ ပါပါတယ်ပြီးလို့ရှင်သူ့ရဲ့အယောင်ကလည်းပဲလေမောင်အောင်ဖြစ်နေပါတယ်အဓိကကကြတော့ဘောနော်ဒီဘေးကအစင်းလေးကိုကြည့်ပြီးတော့အပေါ်ကထဆင်တူပုံစံအကွက်ကလေးတွေကိုချိန်ရပါတယ်ဒီဘက်မှာစပုံးကိုတေချာကြည့်လို့ရှင်ကွန်ကွန်ပုံစံပေါ့နော်ကွန်ရဲ့ပုံစံနဲ့ရှုပ်ရှက်ခတ်နေပါလိမ့်မယ်ဒါပေမဲ့စပကြီးကတော့ထဆင်တူပုံစံနဲ့ဘေးနားမှာဒီတိကျတဲ့ပုံတော့အဖြူစင်းလေးတွေကတစ်ဖက်တစ်ချက်စီပါရှိပါတယ်ဒါကတော့စပကြီးနဲ့စပုံးကိုအလွယ်တကူခွဲနေဖြစ်ပါတယ်အဲ့တော့စပကြီးနဲ့စပုံးကသူကအစိတ်လုံးဝမရှိပါဘူးဒါပေမဲ့လည်းပဲသူတို့ရဲ့ဒီအရင်ပဲခြုံထက်တဲ့သွားတွေ ပေါ့နော်ဘယ်လို့ရှင်သူတို့ရဲ့ခန္ဓာကိုယ်တွေကကြတော့အယမ်းမဲ့တန်မာတဲ့အတွက်ကြောင့်မလို့သူတို့ကတစ်ချက်ကြိုက်လိုက်ရုံနဲ့အသားပဲကြတာလို့သွေးထွက်လွန်တာလို့ပေါ့နော်အဲ့လိုနဲ့အန္တရာယ်ရှိနိုင်ပါတယ်ပြီးလို့ရှင်သူတို့တွေကကြတော့ကြစ်အားအယမ်းကောင်းပါတယ်အဲ့တော့ဒီလူတွေကိုမျိုးတဲ့အခါမှာဆိုလို့ရှင်ဒီစပတ်စပတ်အုံးကတော့လူမျိုးတဲ့မှတ်တမ်းမရှိဘူးဒါမှစပကြီးကတော့လူမျိုးတဲ့မှတ်တမ်းရှိပါတယ်သူကဘယ်လိုမျိုးလဲဆိုတော့ညီမညီမပေါ့နော်ဒီစပကြီးတွေတွေတော်တော်များများကို အဲ့လိုမျိုးဒီညီမကဒီဟို training ပေါ့နော်ဒီညီမတို့အမွေ training ယူတဲ့အခါမှာဒီစပကြီးခံရတယ်ပေါ့နော်စပကြီးခံရတော့စပကြီးကအရင်မဲ့ဟိုခက်ခဲတယ်ပြောရမလို့ရှင် तू ကကျတော့ခုံပြီးတော့ကြိုက်နိုင်တယ်ဒီစပအုံးလေးပဲခုံပြီးကြိုက်နိုင်တယ်စပကြီးလေးပဲခုံပြီးကြိုက်နိုင်တယ်ဒါမဲ့လည်းပဲစပကြီးကပို့ပြီးတော့အားပြင်ပါတယ်တော့ခုံပြီးတော့နော်ဒီအမြင့်တော်တော်ကြီးကိုခုံပြီးတော့သူကကြိုက်နိုင်ပါတယ်လို့ရှင်သူတို့ကြိုက်ကြိုက်လိုက်ပြီးဆိုတာနဲ့ကိုကအသားပဲ့ပါသွားဖို့နော်ပြီးတော့အရှင်အယိုးချိုးသွားဖို့ကလုံးဝကိုလွယ်ကူလောက်ပါတယ်ဘာလို့ဆို तू ကအရင်မဲ့ အင်အားကြီးရဲ့ပြီးလို့ရှိရင်နောက်တစ်ခုကကြာဘာလို့ဒီစပကြီးမှုတွေစီမှာပေါ့နော်ဒီအမျိုးခံရတာလေဥမာအပြင်ဆိုလို့ရှိရင်ဒါကအားပေါ့နော်အင်အားချော့ချိုးတဲ့လူဆိုမှအပြင်အသက်ကြီးပိုင်းနေပြီးလို့ရှင်ကလေးငယ်လေးတွေကဒီဟိုစပကြီးပေါ့နော်ဘိုက်ဆာနေရဲ့စပကြီးနဲ့တွေ့ရဆိုလို့ရှင်တော့အမျိုးခံရဖို့ကတေချာတလောက်ရှိတယ်เนาะဒါတေချာတလောက်ရှိရပါဘလို့လဲဆိုတော့ဒီစပကြီးတွေကသူကချစ်အားကောင်းတယ်ချစ်အားကောင်းတဲ့ခါမှာဒီလူတယောက်ကိုချစ်လိုက်ပြီဆိုလို့ရှင်အဲ့လူကလွတ်နီးက เนาะဒီလွတ်ဖို့ကသူ့လက်ကလွတ်ဖို့ကဒါလုံးဝဟို မဖြစ်နိုင်တော့ဘာလို့ဆိုတော့သူကချစ်အားကြီးကအရန်ကောင်းတယ်ညီမဆိုလို့ရှိရင်တော့ဒီစပကြီးအကောင့်ကြီးတော့မဟုတ်ဘူးအကောင့်သေးဟိုတော့ကိုင်တာเนาะအကောင့်အကောင့်အလက်စားတော့ပေါ့เนาะညီမခန္ဓာကိုချစ်ထားတော့ညီမမနေခွာယူရတယ်အဲ့တော့သူတို့တွေကအရန်ချစ်အားကောင်းတယ်ချစ်အားပေါ့เนาะအဲ့လိုအစာစားတဲ့ခါမှာအဲ့လိုမျိုးသူတို့စားမဲ့သားကောင်ကိုခြေပြီးတော့ပေါ့เนาะချစ်ပြီးတော့အဲ့လိုမျိုးစားတာပေါ့เนาะဥပမာဖြင့်ဒီနွားတို့เนาะဒီအဲ့လိုမျိုးအင်အားကြီးရဲ့เนาะအကောင့်တွေတော့မှလွတ်အောင်မယုံနိုင်ဘူးအဲ့တော့အင်အားနေတဲ့ကောင်တွေဆိုပို့ပြီးတော့အခြေအနေဆိုးပါမယ်အဲ့တော့ဒါကတော့ပေါ့เนาะဘာဖြစ်လို့စပကြီး ဲ့လူမျိုးမတန်းရှိနေရလဲဆိုတဲ့အကြောင်းလေးပေါ့နော်အဲ့တော့ဒါကအင်အားချို့တဲ့လူတွေနဲ့စပကြီးစီကတိုက်ခတ်ခံရလို့ရှိရင်ဒါကအမျိုးခံရဖို့သေချာတယ်ခုရှင်ဒီနှကောင်လုံးကညှို့တာဟုတ်လားဆိုတော့ညှို့တာမဟုတ်ပါဘူးအဲ့ဒါဘလို့အမှတ်မှားရလဲဆိုတော့ဒီဘလို့အမျိုးခံရတာလဲဆိုတော့ပထမဆုံးသူကတိုက်ခိုက်မယ်ဒီကောင်လေးကခြုံကိုပြီးတော့တိုက်ခိုက်တယ်တဲ့အဲ့တော့သူတို့ကဘိုက်စာနေပြီဆိုလို့ရှိရင်သူတို့စားမဲ့သားကောင်ကိုစောင့်မယ်ခြုံကိုပြီးတိုက်ခိုက်မယ်သူတို့တစ်ချက်ပေါ့နော်ခုံပြီး ခိုက်လိုက်လို့မိွားပြီဆိုတာနဲ့ပြန်လို့ဖို့ကခတ်တယ်ဘာလို့ဆိုတော့သူတို့တွားရရန်ချွန်တဲ့တော့တဲ့ကြောင့်မလို့ကိုကကိုလွတ်ယုံနိုင်ဖို့ခတ်တယ်အဲ့ချိန်မှာသူတို့ကိုက်ပြီးရဲ့ချိန်မှာသူကစပြီးပတ်ပါလိမ့်မယ်ပတ်ပြီးတော့မှခနာကိုကြစ်ပြီးတော့မှနော်ဒီလူတွေအဲ့လိုမျိုးလူရောင်ဖြစ်တယ်ဒီသူစားမဲ့ တရိတ်ဆန်တွေကမလှုပ်နိုင်တော့တဲ့အချိန်မှာမျိုးမသူကစပြီးတော့မျိုးတာပါအဲ့လိုမျိုးတိုက်ခိုက်တာပေါ့နော်အဲ့ဒါညှို့တာမဟုတ်ပါဘူးနော်ညှို့တာမဟုတ်ဘူးသူကပထမဆုံးတိုက်ခိုက်မယ်တိုက်ခိုက်ပြီးတော့မှအဲ့လိုပတ်ပြီးတော့မှနော်ဒီမျိုးတာအဓိကကျတော့သူတို့ချစ်အားအရန်ကောင်းတာချစ်ပလိုက်တာချစ်ပလိုက်တော့အဲ့ဟာကိုခွာဖို့ကအရန်ခါတယ်နော်အဲ့တော့ဒီအဲ့ဒီလိုဇပအုံးဇပအုံးနေဇပကြီးတွေကအချစ်ခံရပြီဆိုလို့ရှိရင်တော့ဒီပေါ့နော်သူတို့တွေကိုဒီလိုရှိတ်ရှိတ်တာပေါ့နော်အလိုကြီးဒီတုံခဏကိုဒီလိုမျိုးဘယ်လိုပြရည် ဘယ်ဘက်ပညာရင်းပြီးတော့ဗောနော်အဲ့လိုအဲ့လိုခါချရမယ်ဗောနော်ခါချတော့မှအဲ့လိုမျိုးကြာတာဗောနော်လဲတာပါညာဆိုလို့ရှိရင်လဲသွားတာပါညာဆိုလို့ရှိရင်သူတို့စီမှာအမျိုးခံလိုက်ရဘုရားတေချာတယ်အဲ့တော့ဒီဟိုခဏကိုလှုပ်ပြီးတော့ခါချရတာဗောနော်အဲ့လိုခါချခါချမှအဲ့လိုမျိုးဆင်းပြီးမှဒါပေမဲ့ तू ကြိုက်ထားတယ်ဆိုလို့ရှိရင်တော့ဒါကတော့တော်တော်ကြီးကိုနာကျင်မှာဆိုသူသူတို့သွားရရအရန်ခြုံထက်တယ်ပြီးလို့ရှိရင်မေယိုးတွေကလည်းအရန်ခိုင်နေတဲ့အတွက်ကြောင့်မလို့ဒါကဗောနော်ဒီအမျိုးခံရဘုရားဟို ဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးအောက်ဆိုအင်အားနည်းနေတဲ့အချိန်အချိန်မှာမြူခမ်းရဖို့ဖြစ်နိုင်တယ်ဒါမဲ့လည်းပဲဒီစပကြီးမြူခမ်းရဖို့ဆိုတာကကျတော့ဒါကကျတော့ဒီအခွင့်အရေးပေါ့နော်အခွင့်အရေးအဲ့လိုမျိုးရာခိုင်နှုန်း sorry ရာခိုင်နှုန်းကနည်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲဒီသူတို့ရအမြဲတမ်းတိုက်ခိုက်တတ်တဲ့ဟိုမွေမျိုးတွေမဟုတ်ဘူးသူတို့စာလုံးတွေရဲ့အချိန်နဲ့ပေါ့နော်ကိုကဥမာအဖြစ်ဒီလမ်းပေါ်မှာအိတ်နေတာတို့မူးလဲနေတာတို့အဲ့လိုနေနဲ့တွေးတော့မှာပေါ့နော်ဒါကအစားခံရဖို့အမျိုးခံရဖို့ ဖြစ်နိုင်တယ်။ဒါပေမဲ့သူတို့မျိုးရက်မှတ်တမ်းတွေအားလည်းပဲအရင်မဲနေပါတယ်။ဘာလို့လဲဆိုတော့သူတို့စားတဲ့တရိစံအဓိကသူတို့စားတဲ့တာကောင်းလေးပဲစားကြတာပေါ့နော်။အဲ့တော့ဒီညီမဟိုတလောကဖလိုက်တာပဲစပကြီးမျိုးခံရတဲ့တယောက်ဘယ်နိုင်ငံကပါလဲ။ နိုင်ငံမှာလည်းမတူနိုင်ငံတော့မေဝါအင်ဒိုနီးရှားလားဖိလစ်ပင်းလားမသိချောင်းအဲ့တော့သူကကြတော့ကြည့်ရတာအဲ့လိုအင်အားအရန်နေတဲ့ပုံပဲလေတော်တဲ့ကိုသွားတာပေါ့နော်အဲ့လိုမျိုးဥမာပြမူလဲနေရလို့ပါလို့ဆိုရင်ဇပကြီးကထွက်လာတဲ့ချိန်မှာဗိုက်စာနေတဲ့ချိန်နဲ့ပေါ့နော်ဒီအဲ့လိုလူအဲ့လိုလူတန်းဖြစ်တဲ့အဲ့လိုမျိုးတွေကပေါ့နော်ဇပကြီးစပေါ်အောင်နေရသူတို့ကဗိုက်စာတဲ့ချိန်မှာပဲသူတို့အဓိက အဲအဆိုင်ရှာပြီးတော့လှုပ်ရှားတတ်တာလှုပ်ရှားတတ်ကြတာဘူးလို့ရှိရင်တို့ကအကောင့်ကြီးလို့ရှိရင်တို့စားတဲ့စားစာလည်းပို့ပြီးတော့ကြီးရဲ့အဲ့တော့တို့စားလိုက်တဲ့စားစာပုံမှန်မူတည်ပြီးတော့တစ်လနှစ်လတစ်ခါတစ်ခါဆိုလို့ရှိရင်လာပေါင်းမနေကြအောင်ထိတို့တနေရာထဲမှာလိုမျိုးနေနိုင်ကြတယ်ပေါ့နော်တို့အမြဲတမ်းအစားစားနေစရာမလိုဘူးဒါပေမဲ့တို့ အကောင့်သေးတဲ့အစားစားပဲစားရလိုက်တယ်ဆိုလို့ရှိရင်တို့ ပြန်ပြီးတော့အစာရှာထွက်ဖို့လိုပါလိမ့်မယ်။ဘာလို့သူတို့ဗိုက်စားလာတဲ့အချိန်မှာပေါ့နော်။အဲ့တော့ကိုကအင်အားနည်းနေတဲ့အချိန်နဲ့ပေါ့နော်။မူးလဲဝါတာတို့ဥမာဖြင့်ဒီလမ်းဘေးမှာအရင်မူးပြီးအိတ်နေတဲ့လူတို့ဘာလို့ဆိုလို့ရှိရင်ဒါကစဒီအမျိုးခံရနိုင်ဖို့အခွင့်အရေးရပိုများတယ်။အဲစပကြီးကဗိုက်စားလာတာနဲ့နော်။အလိုမျိုးတွေ့လို့ရှိရင်အမျိုးခံရနိုင်တယ်ပေါ့နော်။အားကြောင့်မလို့ပါ။အဲ့တော့အဲဒီစပကြီးနဲ့စပအုံးနဲ့ခွတ်တော်သွားပြီလို့ထင်တယ်။စပအုံးနေရာကျတော့ဒီညီမတို့အဲမြန်မာနိုင်ငံကလူတွေနေနေဆိုတာရင်းနှီးကြတယ်။ဘာလို့ဆိုစပအုံးနေရာကျတော့ခဏခဏဖျားရီမှတွေ့ရတယ်ဆိုတော့လေ။အဲစပအုံး ေတီဒါတခါလေးပြောလိုက်မယ်ကြက်ဥတွေနွားနို့တွေတို့တွေကမစားပါဘူးတော့သူတို့ရဲ့အစားအစာလည်းမဟုတ်ဘူးเนาะသူတို့ရဲ့အစားအစာတွေကရှင်စားတာပေါ့เนาะသူတို့သူတို့ကသူတို့သူတို့စားမဲ့သားကောင်တွေဖန်စားဥမာဖြစ်စိတ်တို့ကြက်တို့เนาะတခါတခါယုံတို့အဲ့လိုမျိုးတွေခါခါနွားပေါက်လေးတွေအဲ့လိုမျိုးအပေါက်ကောင်ပေါက်လေးတွေကိုဖန်စားတတ်တယ်เนาะဒီဟိုလူတွေကျွေးနေရဲ့ကြက်ဥတို့နွားနို့တို့ဆိုသူတို့အတွက်အစားအစာမဟုတ်ပါဘူးโอเคအဲ့တော့ဒီစပကြီးနဲ့စပုံးကိုလည်းပဲတူတူလို့အမမှတ်ကြပါနဲ့တော့အဲ့တော့ဒီ နကူကမျိုးစိတ်လဲ꿰ပါတယ်ပြီးလို့ရှိရင်အရှိလဲ꿰ပါတယ်စပစပကြီးကပို့ပြီးတော့ရှိတာပါစပုတ်အုံးကတို့ပြီးစပုတ်အုံးကစပကြီးလောက်မရှိပါဘူးဒါပေမဲ့သူကအကောင်လုံးပို့ပြီးတော့ကြီးပါတယ်နော်စပကြီးကတော့စပကြီးကတော့အကောင်လုံးပို့ပြီးသေးတယ်ဒါပေမဲ့စပုတ်အုံးကတော့အကောင်လုံးပို့ကြီးတယ်ဒါပေမဲ့စပကြီးလောက်မရှိပါဘူးဟုတ်ပြီနော်အဲ့တော့ဒီကဘာပေါ်မှာအစိမ့်မရှိရမှုထဲမှာရှိသုံးမှုရစပကြီးမှုဖြစ်ပါတယ်အဲ့ဒါကိုမှတ်ထားကြပါတော့ကဘာဆန်ချိန်ဝင်ပေါ့နော်ကဘာဆန်ချိန်ဝင်စပကြီးမှုရညီမတို့မြန်မာနိုင်ငံမှာရှိရတာခုံယူစရာကောင်းပါတယ် ဟုတ်ပြီအဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲ